အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေယခုလာမိကစုံလာပြည့်နေ့ဟာဗုဒ္ဓဘာသာဝင်သူတော်ဆင်များအတွက်နေထူးနေ့မြတ်တစ်ခုဖြစ်ပါတယ်။ဘာကြောင့်ကစုံလာပြည့်နေ့ကို နေထူးနေ့မြတ်ဟု ပြောရသလဲဆိုရင်လေးတင်ခြေကိန်းတသိန်းကတ်ကျုံဒီပင်ခြေရင်ဝစင်းခိုလုံးဗျာဒိတ်တော်မြတ်မိမ့်မှတ်ခါကျုံစုပန်နေ့ လာပြည့်ငွေကဆုံဆိုတဲ့အတိုင်းဖရာအလောင်းဖရာစုပန်တဲ့နေ့ဟာကဆုံလာပြည့်နေ့ဖြစ်ပါတယ်မဟာတဂရိ68ကျုံလုံပီနီတော်ပါမောရကုံမေတော်ဝမ်းတိုက်နှုတ်ပိုက်ကြာငုံဖွားမြင်နေ့လာပြည့်ငွေကဆုံဆိုတဲ့အတိုင်းဖရာအလောင်းဖွားမြင်တော်မူတဲ့နေ့ဟာလေကဆုံလာပြည့်နေ့ဖြစ်ပါတယ်တရ3နှစ် ်တဂရိကျုံဥရဝေလသာသရကုံမန်ဆွေငါးစင်းနှိမ်နှင်းဖုံဖုံဗုဒ္ဓနိလာပြိငွေကဆုံဆိုတဲ့အတိုင်းဖျားဖြစ်တော်မူတဲ့နေ့ဟာလေကဆုံလာပြိနေ့ဖြစ်ပါတယ်တရလေးနှစ်တဂရိကျုံပီကပ်ပြိနံကြွာမြန်းခိုလုံးဘုဒ္ဓဝင်ဆက်ခေါ်လက်ဖုံဖုံပြန်လေတွေ့ လာပြည့်ညွေကဆုံဆိုတဲ့အတိုင်းဘုဒ္ဓဝင်ဇတ်တော်ကြီးကိုဟောကြားတော်မူတဲ့နေ့ဟာလေကဆုံလာပြည့်နေ့ဖြစ်ပါတယ်။ရာ48တက္ကရိယုံမန္လာမင်းတို့အင်ချင်းရကုံဘဝသတိန်ပြင်းငင်းရာလုံးနိဗ္ဗာန်နေ့လာပြည့်ညွေကဆုံဆိုတဲ့အတိုင်းပရိနိဗ္ဗာန်ဝင်ဆံတော်မူတဲ့နေ့ဟာလေကဆုံလာပြည့်နေ့ဖြစ်ပါတယ်။ဒါကြောင့် ကဆုံလာပြည့်နေ့ကိုဗုဒ္ဓဘာသာဝင် သူတော်စင်များဤနေဒူးနေ့မြတ်ဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဤကဲ့သို့ကဆုံလာပြည့်နေ့နေဒူးနေ့မြတ်မှာဗုဒ္ဓဘာသာဝင်များအနေဖြင့်ဖျားရှင်အားရည်မှန်း၍ကဆုံညောင်ရီတောင်းလောင်းခြင်းတရားဘာဝနာများအားထုတ်ခြင်းစတဲ့ကုသိုလ်ကောင်းမှုများကိုပြုလုပ်ကြပါလို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။